ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ဘန်ကောက်မှာဘန်90နဲ့ထမင်းဘူဖေးအဝါစားလို့ရမယ့်ဆိုင်လေးကိုခေါ်သွားပေးချင်ပါတယ်ဒီဆိုင်မှာတော့ဟင်းနေလဲ12မျိုးလောက်ရပြီးတော့ကြတော့ဘူဖေးကိုအဝါစားလို့ရတာဖြစ်လို့ကျွန်စစ်နဲ့တူအားလုံးပဲလိုက်ပြီးတော့စားလိုက်ကြအောင်နော်ဒီမှာကြကျွန်တော်တို့ဘန်90နဲ့ကိုအဝါစားဘူဖေးပေါ့နော် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်စစ်ကဘလော်လေးကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်စစ်ကဒါစီလုံး MRD is the one နေပြီးတော့ကြတော့ထွက်လာပါဗောနော်ထွက်လာပြီးဒီဘက်မှာဒါလုံမီပန်းချံရှိရယ်လုံမီပန်းချံရဲ့ဒီဘက်ဘေးတောက်လျှောက်မှာရှောက်သွားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဘက်90နဲ့ဗောနော်ထမင်းအဝါစားလို့ရမယ်ဘူဖေးဆိုင်လေးရှိတယ်အဲ့ဆိုင်လေးကိုခေါ်သားပေးမယ်အားလုံးပဲလိုက်ခက်ပေးပါအောင်သွားကြမယ်နော်လမ်းကတော့ကျွန်တော်တို့ဒီ9မိနစ်10မိနစ်လောက်ပဲရှောက်ရမယ်ဗောနော်ဒီမှာဒါကကြတော့ကျွန်တော်တို့ဒီမှာဒါကတော့ဒါလုံမီပတ်ဗောနော်ဒီလုံမီပတ်ကဒီဘက်ဘေးတောက်လျှောက်ကနေရှောက်သွားလိုက်အောင်ပါပဲ ကဲဒါကတော့ကျော်စစ်တို့7မိနစ်လောက်လမ်းလျှောက်လိုက်လို့ရှိရင်တော့ကျော်စစ်တို့သွားစားမဲ့ဆိုင်လေးကိုရောက်ပြီပေါ့နော်ကျော်စစ် Google Map link လေးလည်းထည့်ထားပေးပါမယ်အဲ့ရနေပြီးတော့လည်းကြည့်ပြီးသွားလို့ရတယ်ပေါ့နော်ဒီဆိုင်ကိုသွားလို့ရှိရင်တော့ကျော်စစ်တို့ဒီ cash ငွေသားယူသွားပေးပေါ့နော်သူကတော့90ကို तू က only cash ပဲလက်ခံနေပေါ့နော်စကန်နဲ့မရအောင်များသွားပြင်ကျော်စစ်ဆိုရင်စကန်ပဲများသွားပြင်သုံးတာဆိုတော့ကြာတော့ငွေသားမပါပဲနေမှာစိုးလို့ပေါ့နော်အရင်ဆုံးဒီမှာကတော့ထမင်းကိုအခုလိုမျိုးလေးပူပူလေးပေါ့နော်သူတို့ထားပေးထားတယ်ဒါကတော့ထမင်းကြော်လေးလည်းထားပေးထားတယ်ပေါ့နော်ကိုစိတ်ကြိုက်ရွေးပြီးတော့ကြာတော့စားလို့ရတယ် ဟင်းနေရတော့နောက်မှတခါတည်းသူတို့ကုန်လို့ရှင်ချက်ပြီးတော့ဖြည့်တယ်ပေါ့နော်ဟင်း12မျိုးလောက်အထိဒီမှာတော့ခင်းပေးထားတယ်တချို့ဟင်းနေရတော့သစ်တို့ပဇက်နဲ့တိတ်ပြီးတော့ကြတော့စားအစင်မပြေတာမျိုးလည်းရှိရယ်ပေါ့နော်ဒါပေမဲ့ဘန်90နဲ့ကိုတခါတလေအပြောင်းလဲဖြစ်အောင်သွားပြီးစားချင်တဲ့သူတွေဆိုလို့ရှင်စားကြည့်လို့တင့်တယ်ပေါ့နော် ဒါကတော့ကျွန်စစ်ကတော့ကို့ဗမာပါဇက်နဲ့လည်းကိုက်မယ်ကိုကြိုက်တဲ့ဟင်းလေးတွေလေးပြီးတော့ကြတော့စားပြစ်တာပေါ့နော်တချို့ဟင်းလေးတွေကြတော့လည်းကျွန်စစ်တို့ဗမာပါဇက်နဲ့ကိုက်ပြီးတော့ပေါ့နော်စားလို့ကောင်းတဲ့ဟင်းလေးတွေလည်းရှိပါတယ်50ဘတ်နဲ့ဦးမှာအခုလိုမျိုးအရေးတောက်ကလေးပါပါတယ်ဆိုတော့ကြတော့သူကတန်တန်လေးတော့စားလို့ရအောင်နော်ဒီမှာခင်းပေးထားတယ်ပေါ့နော်ဒါဆိုဒါကြက်အသေးမြင့်ဟင်းလေးပေါ့နော်ဒီဟင်းလေးလဲစားလို့ကောင်းတယ်ပြီးရင်ဒါကြာစံကြော်လေးပေါ့နော်ကြာစံကြော်လေးလဲစားလို့ကောင်းတယ် စပြီးတော့ကြတော့ကျွေးပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျာဟင်းမာကြကျွန်တော်တို့ပန်90နဲ့ဟိုအဝါးစားပူဖေးပေါ့နော်အဲဟင်းနေဆိုလို့ကျွန်တော်ရှင်တယ်ဒီမှာဆက်နှမျိုးလောက်ရှိရဲဆိုတော့ကြတော့အဲတန်တန်လေးတော့စားလို့တော့ရရတယ်ပေါ့နော်နည်းနည်းဆိုလို့ရှင်3နာရီကြီးဖွင့်နေပေါ့နော်အဲ့ဒီဥဒ္ဓရာတော်တော်ပူတယ် တို့တို့လာကြဟိုဟာစက်တနားရစက်နားရတော့လေတော်တော်လေးပူတယ်ညမှာနေ့လည်းရတာမဆိုတော့တို့ဗမာပါဇက်နဲ့လည်းတအားကြီးတော့ဟိုကွဲထွက်မနေဘူးပေါ့နော်ပြီးသွားရင်ကိုဒီမှာဘာကံကုန်တော့မယ်တော့ထပ်သွားပြီးရုံးမယ်ဟိုပေးဆိုတော့ဝါစားလို့ရတယ် ကဲဒါကတော့ကျွန်စင်နောက်တစ် round ထပ်ပြီးတော့ကြာတော့နောက်တစ်ပတ်ကံသွားပြီးယူတာပေါ့နော်ဒီမှာတော့နေ့လယ်စာထမင်းစားချိန်ဆိုတော့ကြာတော့လူတော့နည်းနည်းလေးတော့ကြာတယ်ပေါ့နော်ညမှာကျွန်တော်ယုံသမားတွေចောင်းသမားတွေလည်းရှိရပုံပါလို့ဆိုတော့ထမင်းစားချိန်ကိုတော်တော်လေးစီရဒီမှာ ဝင်းမိုင်းရဲ့စတင်မှုဆိုတော့ဒေါ်လေးစုံနေပြောလို့ရတယ်ပေါ့နော်အဲ့ဒါမှသူတို့ဒီဘက်90နဲ့ဆိုတော့ကျတော့အဝါစား90ကတော့သူက cash နဲ့ပဲလက်ခံတယ် second နေပိုင်းများဘူးပေါ့နော်ပြောဆိုနားဆိုရင် second မဲ့၃နာရီတော့ဝေသားမပိုင်ရင်စင်မပြေဘူးဝေသားသူကဟိုပါပေါ့နော်ဒီပတ်စံမဲ့သူကလက်ခံတာပေါ့နော် တော့ကျဆက်အခုဆက်ပြီးတော့ကြတော့စားလိုက်အောင်မယ်အဲ့တော့နောက် block တွေမှာပြန်ပြီးတော့ကြတွေ့ဆုံကြပါမယ်အဲ့တော့90ပတ်နဲ့ဆိုတော့ဒီမှာကတော့လေဟိုတန်ပါတယ်သူ့ရဲ့ဒီဈေးနှုန်းနဲ့အဲသူဘူဘေးဆိုတော့ကြအဝါစားနိုင်တဲ့လူတော့တန်တယ်ပေါ့နော်အဲဟင်းမွဲလေးရာသာလေးတွေကလည်းမစိုးဘူးပေါ့နော်နည်းနည်းလေးတော့လေးရဲ့လို့ခံစားရတယ်အဲ့တော့ဒီနေ့ block လေးကိုဒီမှာပဲရပြီးနောက် block တွေမှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲတတ်တာပါ